မြန်မာနိုင်ငံကအမှုပညာရှင်တွေထိုင်ကြောရမယ့်နီလန်နဲ့မင်္ဂလာဆောင်ခဲ့တဲ့ထိုင်းမင်းသမီးဒါဝီကပြည်သက်များအလုံးမဲမင်္ဂလာပါရှင်ထိုင်းမင်းသမီးတယောက်ဖြစ်တဲ့ဒါဝီကကတော့သူ့ရဲ့ချစ်သူနဲ့မင်္ဂလာဆောင်လိုက်ပြီဖြစ်ပါတယ်ဒါဝီကရဲ့မင်္ဂလာဆောင်ကမြန်မာနိုင်ငံကလူတွေအတွက်အထူးယူစရာပါပြည်သက်ကြီးတို့ဒါဝီကကိုတည်ကြမှာပါဘီမက်ဇာကကြီးနဲ့မြန်မာပြည်သက်တွေအပါအဝင်ကမ္ဘာတစ်လောကပြည်သက်တွေရဲ့အသေးနှလုံးကိုဖန်ဆာခဲ့တဲ့မင်းသမီးချောလေးပါ သူမဟာထိုင်းနိုင်ငံမှာအောင်မြင်ဆုံးဖက်ရှင်အကြဆုံးဝင်ငွေအကောင်းဆုံးထိတ်တန်းမင်းသမီးတက်လက်ဆိုတော့အလုံးလဲအသိမှတ်ပြုထားပြီးသားပါအခုဆိုရင်တော့ဒါဝိကာကသူမနဲ့အချင်းကြာကြီးလက်တွဲလာခဲ့တဲ့ချစ်သူတယောက်ဆောင်မင်းသားဖီထိုနေလက်ထပ်လိုက်ပါပြီဒီနေရာမှာစိတ်ဝင်စားစရာအကောင်းဆုံးနဲ့မြန်မာနိုင်ငံကအနုပညာရှင်တွေတကယ်အတူယူတင်တဲ့အချက်ကသူတို့ရဲ့မင်္ဂလာပွဲပါ ။ဒါဝိကလောက်နာမည်ကြီးသူမလောက်ချမ်းသာတဲ့ထိတ်တန်းကျဲဝင်းတယောက်မင်္ဂလာဆောင်နေဆိုရင်ကမ္ဘာမီဒီယာတွေအားလုံးကအာယုံဆိုင်ရတဲ့အခမ်းအနားဆုံးဟိုတယ်ကြီးမှာတန်ဖိုးအကြီးဆုံးဝန်ဆောင်နေတဲ့ကမ္ဘာကျော်စိန်ရွှေရတနာ brand တွေကစပွန်ဆာပေးထားတဲ့ကြီးကြေခန်းထားတဲ့ပွဲကြီးကိုပဲပြင်းပြမိကြမှာပါ။ဒါပေမဲ့ဒါဝိကရိုးဆောင်တွေလုပ်ခဲ့တာက လုံးဝဆန့်ကျင်ဘက်ပါပဲ။ သူတို့နှစ်ဦးကကြီးကျယ်ခမ်းနားတဲ့မင်္ဂလာပွဲကြီးကိုလုံးဝမလုပ်ခဲ့ပါဘူး။မီဒီယာတွေကတောင်ဖိတ်ကြားခဲ့ခြင်းမရှိပါဘူး။သူတို့နှစ်ဦးဟာဗုဒ္ဓဘာသာဝင်တွေဖြစ်တာနဲ့အညီတန်ဂါရိုတွေကိုစွန့်ဦးအလူလုပ်ပြီးတော့နှစ်ဖက်မိသားစုဝင်တွေနဲ့ခင်မင်ရင်းနေတဲ့မိတ်ဆွေတငယ်ချင်းအနှဲငယ်ကိုပဲဖိတ်ကြားပြီးမင်္ဂလာပွဲလေးကိုအကျဉ်းယုံအတိတ်ပဲရှိရှိနဲ့ကျင်းပခဲ့ရပါဘူး။သူတို့ရဲ့မင်္ဂလာပွဲမှာဂုံပကသနဆိုတာလုံးဝမတွေ့ရပါဘူး။တွေ့ရတာကတော့ချစ်ချင်းမြတ်တာမိသားစုတန်ရောစင်နဲ့ဘာသာရေးရဲ့အေးချမ်းမှုပါပဲ။ မြန်မာနိုင်ငံကအနုပညာရှင်တွေမင်္ဂလာဆောင်ပြီးဆိုတာနဲ့ပွဲကတပွဲလေးနဲ့မပြီးပါဘူး၅ပွဲ၆ပွဲပရိဝတ်ဒီလက်မှတ်ထိုးပွဲစွန်ကြွေပွဲညစာစားပွဲ after party အစုံပါပဲအဓိကကတော့ဂုံပကသနလို့ထင်ပါတယ်မင်္ဂလာပွဲမတိုင်ခင်ကလေးကဘလိုမျိုးကြီးကျယ်ခန့်နှံ့အောင်ပြင်ဆင်ထားကြောင်းဘလောက်တောင်အကုန်ကြခံထားကြောင်းတွေကိုအပြိုင်ဆိုင်ကြွားလုံးထုတ်တတ်ကြပါတယ်နမကြီးဆိုင်ရွှေရတနာဆိုင်တွေက အထောက်ပံ့ယူကြတဲ့ရွှေသားဆက်ဆက်ဗနပိတ်တာတန်တိန်ပေါင်းတောင်းချီတန်နဲ့လက်ဝဲရတနာတွေဝစ်စင်ပြီးတော့တယောက်နဲ့တယောက်ကြီးကြဲခန်းနာအောင်ငမင်္ဂလာပွဲကပူခန်းနာတယ်ဆိုတာကိုပြဖို့စူးစမ်းကြတာပါတကယ်တော့ဒါဟာမလိုအပ်တဲ့ပြိုင်ဆိုင်မှုတစ်ခုပါဒါဝိကာကမခံနိုင်လို့လား သူမကငွေမရှိလို့လားလုံးဝမဟုတ်ပါဘူးသူမသာစပွန်ဆာရှာခြင်းရင်ကြီးကျယ်အောင်လုပ်ခြင်းရင်ကမ္ဘာအဆင့်မီဘရန်တွေကတောင်မှတန်းစီပြီးတော့ပေးကြမှာပါဒါပေမဲ့သူမကလူနှစ်ဦးဘဝပေါင်းဆက်ဖို့လက်ထက်တာကဂုံပကာသနာရိတ်တဲ့ချစ်ချင်းမြတ်တာရိတ်တာအဓိကကြရည်ဆိုတာကိုတတ်တည်ပြသွားခဲ့ပါတယ် အထူးသဖြင့်တော့ကျမတို့မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေကိုကြည့်ပါနိုင်ငံကဆင်းရဲနေချိန်လူအများစုကစားဝတ်နေရဒုက္ခရောက်နေချိန်မှာအများပြည်သူရဲ့အချစ်တော်ဖြစ်ရမယ့်အမှုပညာရှင်တွေကပြည်သူရဲ့ခံစားချက်တွေကိုထည့်မသွင်းပေငွေတွေအပေါင်းလိုက်သုံးပြီးတော့ပိုင်ဆိုင်မှုတွေကိုထုတ်ဖော်ကြွားဝဂုံပကာသနာတွေနဲ့ပျော်ပါးနေရတာကတော်တော်လေးကိုကွာခြားဆန့်ကျင်နေပါတယ်။ဒါကြောင့်မလို့ကျမကမြန်မာနှုပညာရှင်တွေဒါဝိကာကိုအတူယူသင့်တယ်ဆိုတော့သူရဲ့စိတ်ဓာတ်နဲ့ရိုးရှင်းမှုတွေကိုထိုင်ကြရောရမယ်လို့ပြောချင်တာပါ။ တကယ်အဆင့်တန်းဆိုတာရွှေဘဏ္ဍပိတ်တော်ဝတ်တယ်လေစိန်ဘလောက်ကြီးတယ်လဲ ငွေဘလောက်သုံးနိုင်တယ်လဲဆိုတာနဲ့တိုင်းတာတာမဟုတ်ပါဘူးဘလောက်ရိုးရှင်းစွာအတိတ်ပဲရှိတယ်လဲဆိုတာနဲ့တိုင်းတာတာပါဆိုတော့ကောဒါဝိကာကပြသွားခဲ့ရပါဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေအနေနဲ့ထိုင်းမင်းသမီးဒါဝိကာရဲ့ဒီလိုရိုးရှင်းတဲ့မင်္ဂလာပွဲပေါ်မှာဘလို့မြင်ကြပါသလဲကျမတို့နိုင်ငံကအနုပညာရှင်တွေရဲ့ဂုံပကသနာမင်္ဂလာပွဲတွေနဲ့ပတ်သက်ပြီးတော့ဘာတွေပြောကြင်ကြပါသလဲမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးဝင်ရောက်ဆွေးနွေးပေးပါအောင်နော်ကြည့်ရှုအားပေးတဲ့အတွက်ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးထူးပဲတင်ရှိပါတယ်ရှင်